ရုရှားလို့စုတက်ဒီစွမ်းရည်မြင်တိုက်လေရင်ကလေကြောင်းစုမို့ရင်မြေပြင်တိုက်ခိုက်ရင်နဲ့ရေကြောင်းတိုက်ခိုက်ရေးပါဝင်အမျိုးမျိုးသောစစ်ရေးတွေမှာအသုံးပြုနိုင်တဲ့ဗတ်စုံသုံးတိုက်လေရင်တစ်မျိုးဖြစ်ပါတယ်။၎င်းကရုရှားလေတန်းနဲ့ကမ္ဘာတဝန်းမှာရှိတဲ့တခြားနိုင်ငံတွေများစွာမှအသုံးပြုလျက်ရှိပြီးခင်မီလေကြောင်းစစ်စင်ရေးတွေမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လျက်ရှိနေပါတယ်။စုတက်ဒီရဲ့မူလအစက1980ပြည့်လွန်နှစ်တွေတွင်ကဆိုဗီယက်ယူနီယံကနေထုတ်လုပ်ခဲ့တဲ့ Su-27 တိုက်လေရင်ကနေစတင်ခဲ့ပါတယ်။ Su-27 ရဲ့စွမ်းဆောင်ရည်တွေကိုမြင့်တင် င်ဖို့အတွက်စုတတိကိုတည်ထွင်ခဲ့ခြင်းဖြစ်ပါတယ် စုတတိယပထမဆုံးပြန်တမ်းမှုက1989ခုနှစ်တွင်ဖြစ်ပွားခဲ့ပြီးတော့1996ခုနှစ်မှာရုရှားလီတက်မှာစတင်အသုံးပြုခဲ့ပါတယ်။စုတတိကိုအမျိုးမျိုးသော version တွေနဲ့ထုတ်လုပ်ခဲ့ပြီးတော့တကူချင်းစီမှာတခြားစွမ်းဆောင်ရည်တွေနဲ့အစင်မြင့်တင်မှုတွေပါဝင်ပါတယ်။ဥပမာအားဖြင့်စုတတိ MKI ကအိန္ဒိယလီတက်အတွက်ထုတ်လုပ်ခဲ့တဲ့ version ဖြစ်ပြီးတော့၎င်းမှာ Carnet Wings နဲ့ Thrust Vectoring ကဲ့သို့သောအစင်မြင့်နည်းပညာတွေပါဝင်ပါတယ်။စုတတိကအင်ဂျင်နှလုံးတက်ထိုင်ကုန်နှလုံးပါတိုက်လေရင်ဖြစ်ပြီးတော့လေထဲမှာလောင်စာဆီဖြည့်တင်းနိုင်တဲ့စွမ်းရည်ရှိပါတယ်။၎ ၎င်းကအတန်ထက်2ဆမြန်နှုန်းနဲ့ပြန်တန်းနိုင်ပြီးတော့အကွာအဝေးကီလိုမီတာ3000မိုင်1864ထိပြန်တန်းနိုင်ပါတယ်။ဒါအပြင်စုသက်တီမှာလေကြောင်းရန်ကာကွယ်ရေးအတွက်ဒုံးကြီးတွေ၊မြေပြင်တိုက်ခိုက်ရေးအတွက်ဘုံးနေနဲ့ဒုံးကြီးတွေပါဝင်လက်နက်အမျိုးမျိုးကိုတပ်ဆင်နိုင်ပါတယ်။စုသက်တီကအစင်းမြင့်ရေဒါစနစ်နဲ့လေကြောင်းရန်ကာကွယ်ရေးဒုံးကြီးတွေကိုတပ်ဆင်ထားတာကြောင့်ရန်သူလေယာဉ်တွေကိုရှာဖွေတိုက်ခတ်တဲ့နေရာမှာအလွန်ထိရောက်ပါတယ်။စုသက်တီအားတိကျတဲ့ဘုံးနေနဲ့ဒုံးကြီးတွေတပ်ဆင်ထားတာကြောင့်မြေပြင်ပြင့်မှတ်တွေကိုတိုက်ခတ်ရမှာအလွန်ထိရောက်ပါတယ်။ဒါအပြင်ရေကြောင်းတိုက်ခတ်ရေးအတွက်တင်မောဖြတ်ဒုံးကြီး ီတွေတက်ဆင်ထားတာကြောင့်ရေကြောင်းပစ်မှတ်တွေကိုတိုက်ခတ်ရမှာလည်းအလွန်ထရောက်ပါတယ်။စစ်တပ်တွေရောရုရှားလေတပ်အပြင်အိန္ဒိယ၊တရုတ်၊မလေးရှား၊အယ်ဂျီးရီးယား၊ဗင်နီဇွဲလားနဲ့မြန်မာစစ်တပ်ပေါင်းဝင်တခြားနိုင်ငံတွေများစွာမှအုံပြုလျက်ရှိနေပါတယ်။၂၀၁၈ခုနှစ်မှာမြန်မာစစ်တပ်ကစစ်တပ်ဒီ၆ဆင်းဝယ်ယူဖို့စာချုပ်ထုတ်ခဲ့ပြီးတော့တန်ကြီးကတော့အမေရိကန်ဒေါ်လာ၃၀၀လောက်တန်ကြီးရှိပါတယ်။ရုရှားလုံးစစ်တပ်ဒီစွမ်းရည်မြင့်တိုက်လေင်ကခင်မီလီကျောင်းစစ်စီရင်တွေမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေအလွန်စွမ်းရည်မြင့်ဘတ်ဆောင်သုံးတိုက်လေင်တစ်မျိုးဖြစ်ပါတယ်။၎င်းဟာလေကြောင်းစုမိုးရင်မြေပြင်တိုက်ခိုက်ရင်နဲ့ရေ ချောင်းတိုက်ခိုက်ရေးပါဝင်အမျိုးမျိုးသောစစ်စင်ရေးတွေမှာအသုံးပြုနိုင်ပြီးတော့ကမ္ဘာတဝမ်းမှာရှိတဲ့နိုင်ငံတွေများစွာမှအသုံးပြုလျက်ရှိပါတယ်။